နိုဝင်ဘာလ22ရက်နေ့ယေရှုသည်ခရစ်တော်သည်ဟူသောဘုရားခင်သားတော်ဖြစ်တော်မူသည်ကိုသင်တို့သည်ယုံကြည်မိကြောင်းထို့သို့ယုံ၍နာမတော်အဖြစ်အသက်ကိုရမည်ကြောင်းရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး20အခန်းငယ်31ဘဝဆိုတာနေကျော်ရဲ့လားမိကုံအကျွတ်လူတချို့မှာတန်ဖိုးမဲ့စွာဖြတ်သန်းနေရပါတယ်သင်တို့အားလုံးအတွက်ကျွန်တော်တွင်တည်ငောင်းရှိပါတယ်ဘုရားသခင်ဖန်ဆင်းသည့်လူဆိုသည်မှာ ရှုံနေလျက်စိတ်တက်ကြလျက်ရှုပ်ထွေးလျက်ဥတီယာမေနှလုံးသားငြိမ်သက်ခြင်းနဲ့ငြိမ်ကြရင်ကင်းမဲ့သောအခြေအနေမျိုးမဟုတ်ပေဘုရားရှင်ကပြီးပြည့်စုံသောအတ္တတာဖန်ဆင်းထားပြီးဖြစ်ပါတယ်တင့်ပြတ္တနာကိုဘုရားသခင်နှုတ်ကပတ်တော်၏အခွင့်အာဏာဖြင့်ပြောဆိုရလျက်လူတို့ရင်ဆိုင်တုံ့လို့ရသည့်ပြတ္တနာအားလုံးရဲ့ဖြေမှာသခင်ယေရှုသာဖြစ်ပါတယ်တခေယေရှုအဖြစ်လိုအပ်သည့်အခြေအနေများ ပူဆွေးတော့ကများခြင်းတွင် လိုအပ်သည့်ရင်ကိုအေးမြစေသည့်အရာမိမိတို့၏နာကျင်မှုအတွက်ကုသမှုများနှင့်မိမိတို့၏မပြည့်စုံမှုများအတွက်ပြည့်စုံမှုများတို့ဖြစ်ပါれယနေ့အတွက်ဆုတောင်းခြင်းအဖဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုဒီနေ့ဖတ်တဲ့အခါမှာကျွန်တော်ဘဝအတွက်ပျော်ရွှင်ကြည်နှုမှုနဲ့စိတ်ကျေနပ်မှုရဖို့တင်ပြတော်မူပါအာမင် ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါခင်ဗျာမနေ့ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွင်မှာပြန်တွေ့ပါအောင်ခင်ဗျာ